ကျွန်တော်တို့နာယောဂတွေအတွက်เนาะနာကျင်မှုဝေဒနာတွေအတွက်ကုသပေးတဲ့ဟာကရာစုနှစ်ပေါင်းများများစွာကြာခဲ့ပါပြီ။ဟို5 century လောက်ကရင်စပြီးတော့အခု21 century ရဲ့ခေတ်နောက်ပိုင်းကိုရောက်လာတဲ့အချိန်ဒီမှာပိန်းနဲ့ပတ်သက်လို့နာကျင်မှုနဲ့ပတ်သက်လို့ကုသရေးဆိုင်ရာ treatment philosophy တွေเนาะ တွေးခေါ်တွေဟာအများကြီးပြောင်းလဲသွားပါပြီ။ကြံခဲ့တဲ့အနှစ်90လောက်ကစေချောင်းစတဲ့ခင်ကကျွန်တော်တို့တင်ထားတတ်ထားတည်ထားတဲ့ကုသရေးအတွေ့အမြင်တွေနဲ့အခုလက်ရှိအချိန်ကုသရေးအမြင်တွေးခေါ်တွေ strategy တွေကလုံးဝကိုကွဲပြားခြားနားသွားတာချင်းချင်းရှားရှားတွေ့ရပါတယ်။ပထမဆုံးပြောင်းလဲချက်ကတော့ဘာလဲဆိုတော့ pain as a fit vital sign ဆိုပြီးတော့ရင်တော့လူနာတယောက်အသေးစံဖြစ်လာလို့လာတယ်လူနာသွေးပေါင်ချိန်ကောင်းရဲ့လားနှလုံးခုန်လုံးမှန်ရဲ့လားအသက်ရှူနှုန်းရောကောင်းရဲ့လားစီရောထွက်ခဲ့လားဒီလေးချက်ပဲကျွန်တော်တို့ကြည့်တယ်အခုတစ်ခုထပ်ထည့်တပိုက်တယ်ဘယ်နေရာကနာကျင်တာရှိနေသေးတယ်ကိုခန္ဓာရဲ့နေရာတစ်ခုခုကနာကျင်တာများရှိတာနာကျင်နေတဲ့ဘလောက်ထိနာကျင်နေလဲဆိုတော့ ပိန်းကိုပါ vital sign တခုအနေနဲ့ထည့်သွက်ထားပြီးတော့ပိန်းကို fit vital sign လို့ပြောင်းနေလို့เนาะလုံးတင်နေလို့အဓိကเนาะအားလုံးကိုအတွေးမြင်နေပြောင်းလဲလိုက်တာ WHO ကစပြောင်းလိုက်တာပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပိန်းကို fit vital sign အနေနဲ့အသိမှတ်ပြုတယ်တကဘာလုံးတပြင်းညီကျင့်သုံးစေဆိုပြီးတော့เนาะ ပြောင်းလဲပေးလိုက်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရောမြန်မာနိုင်ငံမှာပိန်းဆိုဆိုက်တီစပေါ်တဲ့အချိန်အားစပြီးတော့ကြံခဲ့တဲ့ဆယ်နှစ်တော်ကာလအတွင်းလိုက်တဲ့ကောပိန်းကို fit by design အနေနဲ့စေယုံတိုင်းကလင်းတဲ့တိုင်းမှာကျွန်တော်တို့သုံးဆွဲဖို့ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်လက်ရှိတည်းသုံးဆွဲနေပါတယ်ဒါကပထမဆုံးပြောင်းလဲတစ်ခုပေါ့နောက်တစ်ခုကအရင်တုန်းက pain relief ဆိုတဲ့နာကျင်မှုတက်တာတဲ့စေတဲ့နီလန်ဆိုပြီးတော့ pain relief ပဲအနာတက်တာယုံမယ်เนาะဒီနေရာမှာခါနာရဲ့ခါနာတက်တာသွားတယ်ဒါကိုပဲဥတီပြီးတော့ treatment philosophy မှာပြောတယ်အခုတော့ဒီတဲ့ပိုကျပြတ်တဲ့တွေးခေါ်တဲ့ pain relief မဟုတ်တော့ pain management ဖြစ်သွားပြီ pain management ဆိုတာက အခုဘာကြောင့်နာလဲဒီနာတာကိုဘာနဲ့အကောင်းဆုံးကုသမလဲနောက်တစ်ချိန်ထပ်မနာအောင်ဘယ်လိုလုပ်မလဲဆိုတော့နောက်တစ်ချိန်ဒီလိုမျိုးကျမ်းမာရေးပြဿနာမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့အချိန်ကာလအတိနော်အချိန်ကာလအတိ pain management ကို multi dimension ပေါ့အစားတော့ရုပ်ပိုင်းဆိုင်ရာတစ်ခုလည်းပဲစဉ်းစားတယ် အခုတော့လူနာကိုယ်တိုင်ရဲ့ခံစားမှုနေနေရတဲ့လူနာကိုယ်တိုင်ရဲ့ psychosocial ပေါ့စိတ်ပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာဘဝဆိုင်ရာပြဿနာတွေအကုန်လုံးလုံးမှာထက်တွက်ပြီးစဉ်းစားတဲ့အလေးကျင့်အတွေးခေါ်အသစ်ကိုပြောင်းလဲလိုက်ပြီးဖြစ်ပါတယ်အဲ့တော့ pain relief to the pain management multi dimensional experience ဆိုပြီးတော့အာအတွေးခေါ်နောက်ထပ်အသစ်ဆန်းတစ်ခုထပ်ပြောင်းခဲ့ပါတယ်နောက်တစ်ခုကတော့ လူတွေတော်တော်များများစိုးရင်ရှိမှုရှိတဲ့ opioid centric ပေါ့ဒီမူရစေတတ်တဲ့ဆေးဝါးများเนาะဘိန်းကရင်ဖော်ဆထားတဲ့ opioid ဆေးတွေတုံးချမှုကိုတဖြည်းဖြည်း short ချလာပြီးတော့ multi modal analgesia လို့ခေါ်တဲ့เนาะအုံနောက်ကရင်အာယုံကြောမှပြီးရင်ကိုယ်ခန္ဓာရဲ့အစိတ်ပိုင်းဆိုင်ရာ peripheral target တွေကိုပါလွှမ်းခြုံပြီးတော့ထိရောက်စေနိုင်တဲ့ multi modern analgesia နော်နဲ့ non pharmacological intervention ပေါ့ဆေးဝါးမဟုတ်တော့အခြားသောနာကျင်မှုဝေဒနာကုသရေးနီလန်းများမြောက်များစွာရှိပါတယ်။မြောက်များစွာရှိပါတယ်။အခုကျွန်တော်တို့ပြည်ပနိုင်ငံတွေမှာ ပိန်းနဲ့ပတ်သက်လို့အစည်းအဝေးတွေတက်ရင်အခမ်းအနားတွေတက်ရင်တက်ဆိုင်ရာဆေးကုမ္ပဏီတွေကပြသတဲ့ပြကန်းတွေကိုလိုက်လျှောက်ကြည့်ရင် လက်နက်ပစ္စည်းအသစ်ဆန်းတွေအများကြီးတွေ့ရတယ်။စေဝါအသစ်ဆန်းတွေလည်းအများကြီးတွေ့ရတယ်။ဒီရတော့ဘယ်ညာအတွက်ဘလို့ထိုးတာနော်ဘလို့နီးပညာရည်နဲ့သုံးတာဘလို့ရောင်ကြည်ပေးတာနီးမျိုးစုံပဲနော်ဒီလိုမျိုး non pharmacological intervention တွေအများကြီးဖြစ်လာဒါလည်းအလွန်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်တက်ဆိုင်ရာနိုင်ငံတိုင်းမှာ pain specialist တွေ pain ကိုပဲနာကျင်မှုဝေဒနာကို အထူးပြုဘာသာရအနေနဲ့လေ့လာတဲ့ pain specialist တွေအများကြီးပေါ်ထွန်းနေပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့မရှိသေးဘူးနောက် OPS stewardship program ဆိုတာမဖြစ်မနေသုံးရမဲ့ဘိန်းနဲ့ဆက်ဆက်တဲ့စေဝါများ OPI များရှိရင်လည်းဒါတွေကိုနော် misuse နဲ့ abuse မဖြစ်အောင်ပေါ့အလွဲသုံးစားမဖြစ်အောင်နော်ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်တို့နော် ထိန်းကုတ်ပေးတဲ့ stewardship program တွေကလည်းအတိအကျအကုန်ရှိတယ်အထူးသဖြင့်မော့ဒီဆေးဝါးကကင်ဆာယောဂဝေဒနာရှင်များအတွက်မရှိဖြစ်လိုအပ်တဲ့ဆေးဝါးတစ်ခုဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာယောဂဌာနမှာဆိုရင်လည်း opioid stewardship program ကိုတရား train လုပ်ထားတဲ့ဆရာဝန်တွေသူနာပြုတွေကပဲဒါကိုကင်တွယ်ပြီးတော့ဒီဆေးဝါးများကိုအကျိုးရှိရှိချီချီရောက်ရောက်သုံးပြီးတော့ဘေးဆက်ဆိုးကျိုးတွေမဖြစ်အောင်ရဲ့ အလွဲဆုံးသားမလုပ်မိအောင်ရင်တင်းတင်းကြပ်ကြပ်ဒီ program တွေနဲ့လုပ်နေတာမျိုးရှိတယ်။ဒါကလည်းကုသရေးဆိုင်ရာအတွေးအခေါ်ပြောင်းလဲမှုတစ်ခုပဲ။ From one side fit all to individualized pain plan ဆိုတာ precision medicine approach နဲ့သွားတာ။ဒီယောဂဖြင့်ဒီဆေးသောက်နော်ဒီလိုနာရာမျိုးဆိုရင်ဒီဆေးသောက်ဆိုတဲ့ပုံသေးကားချက်ကုသမှုနည်းစနစ်မဟုတ်တော့ဘဲနဲ့ဘယ်လိုယောဂပဲဖြစ်နေစီ ယောဂရင်တူပင်နဲ့လူချင်းမတူတဲ့အတွက်ကြောင့်လူပေါ်ကြည့်ပြီးတော့ patient center approach လူနာပေါ်မူတည်ပြီးတော့ပဲစေဝါကုသမှုနည်းစနစ်ကိုဒီဇိုင်းဆွဲတယ်။ယောဂပေါ်မူတည်ပြီးတော့ဒီလိုနာရာမျိုးဒီဆေးပဲတောက်ပါဆိုတော့နော်ပုံစံကွက်နဲ့လာတဲ့နည်းစနစ်မျိုးလုံးဝတော်လှန်ပြစ်လိုက်ပြီးသားဖြစ်ပါတယ်။အဲ့တော့ precision medicine approach individualized pain approach patient center approach ဆိုတာက နာကျင်မှုဝေနာတစ်ခုတည်းမဟုတ်ပါဘူးယောဂတော်တော်များများမှာဒီစနစ်ကိုပြောင်းလဲကျင့်သုံးနေတာကြားပြီပေါ့ဒါကလည်းအပြောင်းလဲကြီးတစ်ခုပေါ့နောက် bio psycho social model ဆိုတာကနာရာရှိယောဂဝေဒနာရှင်များအတွေ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာအပြည့်မှုအတွေးခေါ်ပိုင်းဆိုင်ရာဒီကိုပြောင်းလဲပြင်နိုင်တဲ့ treatment model မျိုးကလည်းဒီ 21st century နောက်ပိုင်းမှာ ပေါ်လာတဲ့အသစ်စမ်းတစ်ခုပေါ့ဒီ model ထဲမှာဝင်သွားတယ်ဒီ model ကိုလည်းသိပ္ပံနိကြသုတေသနပြုထားပြီးသားဖြစ်တဲ့ကြောင့်ဒီ model နဲ့တာကုရင်ဝေကုံကြေးကြအနည်းဆုံးနဲ့အထူးရောက်ဆုံးတော့နာကျင်မှုဝေဒနာသက်တာစေတဲ့နိလန့်အနေနဲ့ဒါ documented evidence base ဖြစ်သွားပါပြီအဲအရာကိုလည်းတည်ထားဖို့လိုပါတယ် psychological support social intervention patient education အခုကျွန်တော်တို့လုပ်နေတာဒီ နော် patient education လူနာတွေရဲ့နာကျင်မှုဝေဒနာဆိုင်ရာကြမ်းမာရေးဆိုင်ရာဘူးတုဒအပြင်ကိုယ်ပိုင်တွေးခေါ်တွေပါပြောင်းလဲပြစ်စေတဲ့ဟာတွေအခုဦးစားပေးပြောနေတာပါ social interaction နော်လိုပါတယ် psychological support လိုပါတယ်ဒါကြောင့်မလို့ဘာသာရေးရပြောမယ်ဆိုလဲမိမိစိတ်ကိုမိမိနိုင်နေအောင်တွေးကြုံလာမယ့် ယောဂအပါဝင်လောကဓာတ်မျိုးခံနိုင်ရရှိအောင်မိမိစိတ်ကိုမိမိပြုစုပျိုးထောင်ပြီးပြင်ဆင်ထားကြဖို့လိုအပ်ပြီးဆိုနော်ဒါကိုပြောခြင်းပါတယ် integration of technology technology ကလည်းလက်လန်းမမီလောက်အောင်အလွန်လှင်မြန်တဲ့နှုံးနဲ့နော်ဖြစ်တဲ့အတွက်ကြောင့်ဒီ electronic health record system လို့အခုရေပန်းစားနေတဲ့ AI တို့ artificial intelligence တွေကလည်းပဲကျွန်တော်ကျမ်းမာရေးဆိုင်ရာကုထုံး ဒီဒီအကုန်လုံးကိုเนาะ revolution lights လောက်လိုက်တာပေါ့ပြောင်းလဲပြစ်လိုက်တာမျိုးရှိပါတယ်เนาะတောင်တောင်ကိစ္စတွေက AI နဲ့ဖြည့်ရှင်းလို့ရတဲ့အနေအထားမျိုးတွေယောဂရှာတဲ့နေရာမှာဖြစ်ကုသမှုစနစ်ရွေးချယ်တာပဲဖြစ်ဖြစ်လူနာကောင်းမကောင်းကြည့်တာပဲဖြစ် AI ကူညီမပါဘဲနဲ့เนาะကျွန်တော်တို့မလုံနိုင်တဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့ဒါကလည်းကျွန်တော်တို့ထောက်ကူပေါ့ Now pain monitoring appear to real time symptom training ပေါ့။ရောဂါကိုအချိန်ပြည့် surveillance လုပ်ပြီးစောင့်ကြည့်နေပြီးတော့လူနာကိုကိုယ်တိုင်ကို train လုပ်ထားပြီး set management ပေါ့။မိမိရဲ့နာကျင်မှုဝိညာဉ်ကိုမိမိကိုယ်တိုင်24နာရီစောင့်ကြည့်ပြီးမိမိကိုယ်တိုင်ဆုံးဖြတ်ပြီးမိမိကိုယ်တိုင်ဆံဝင်ညွှန်ကြားတဲ့စီကိုကိုယ်ခန္ဓာကိုယ်ရဲ့အရောက်တခါလေထိုးပြီးတွင်းပြီးတဲ့နီးစနစ်တွေဖြစ်လာပါတယ်။ နောက်တစ်ခုက remote medicine လို့ခေါ်တဲ့ telemedicine ပေါ့လူနာနဲ့ဆရာဝန်နဲ့ accessible မဖြစ်ဘူးဝေးကြီးပဲဒါပေမဲ့လူနာရဲ့ဖြစ်စဉ်လူနာရဲ့ခံစားနေရတဲ့ဟာကို telemedicine ရတဲ့ဆင့်ကျွမ်းကျင်တဲ့ဆရာဝန်စီကိုပြကျွမ်းကျင်တဲ့ဆရာဝန်ကလိုအပ်တဲ့ assessment တွေကို verbally assess လုပ်ပြီးရင်ဒီလူနာရဲ့ဖြစ်နေတဲ့ခံမှန်းထားတဲ့ဝေဒနာကိုအဝေးကရင်လှမ်းပြီးကုလို့ရတဲ့ telemedicine နဲ့ ရုပ်ဆအဆုံးခုခင်မှာဆိုရင်အဝေးရရင်လှမ်းပြီးခွဲစိတ်နိုင်တဲ့ remote surgery တွေတော့နော်ဖြစ်နေပါပြီတရုတ်ပြည်မှာဖြစ်နေတဲ့လူနာတယောက်ကိုဟိုဘက်ကရင်ပြီးတော့ robotic နဲ့အမေရိကဆန်ဝါလှမ်းပြီးတော့အမိန့်ပေးပြီးတော့ခွဲခိုင်းဒီဘက်က robot ကိုခွဲခိုင်းလို့ရနေပါ remote surgery ဆိုတာလဲ remote medicine telemedicine home care ဆိုတာအလွန်ပဲနောက်ဆုံးရင်ဆိုရင် ဆေးရုံဆေးကန်းနေတော့လူကျင်မလူတော့မှာ virtual hospital တွေတောင်ဖြစ်ရင်ဖြစ်သွားတော့မယ်အနေထားရှိတယ်ပေါ့နော်ဒါတရားနောက် wearable dress for activity tracking လူနာတယောက်မှာအခုဆို စီဂျိုဆိုရင်လူနာတယောက်မှာစီဂျိုနဲ့ဆိုင်တဲ့ wearable instrument တွေတခုတက်ပေးလိုက်တာနဲ့ဘယ်ချိန်မှာဘယ်လူလူနာဒီစီဂျိုဘယ်လောက်ရှိနေပဲဆိုတာကိုသူ့ကိုကုသပေးရဆိုင်မှာအချိန်ပြည့်စင်မင်းစီဂျိုတွေတက်နေပြီအရေးကြီးနေပြီငါးစီမြန်မြန်လာခဲ့တော့ သူ့ကို track down လုပ်လို့ရတဲ့နီးစနစ်တွေပေါ်နေပြီပေါ့အခုလက်ပတ်နာရီတွေမှာသွေးပေါင်ချိန်တိုင်လို့ရတယ်ဂလူးကို့စ်တိုင်လို့ရတယ်အသက်ရှူနှုန်းတိုင်လို့ရတယ်ကိုယ်ကယ်လိုရီတိုင်လို့ရတယ်ဒါတွေက wearable dress တွေပေါ့အဲ့အဒီကကိုယ့်ရဲ့ခြေလမ်းတသောင်းရှောင်းရင်ဘယ်လိုဖြစ်နေလဲဆိုတာအကုန်ပေါ်နေပြီပေါ့နော်ဒါတွေကလည်းခင်မီနီးပညာရပိန်းမှလည်းဒီတိုင်းပဲဒီလိုမျိုးပိန်း wearable dress လုပ်လိုက်ရင်ဒီလူနာတယောက်ကတတိပင်လစ်နေပါစေပြန်မပြောနိုင်ဖြစ်စေ သူဒီဘလောက်နာကျင်မှုခံစားနေဆိုဆရာဝန်ကလွယ်တကူသိနိုင်တဲ့အားမျိုးတွေရှိနေပြီပေါ့နော်အဲ့တော့နောက်တစ်ခုက minimally invasive interventional approach ပေါ့တချို့တော့နာကျင်မှုဝေဒနာတွေကမလွဲမသွေခွဲကိုခွဲဆက်ရမှာခွဲမှပဲသူအနာသက်တာမှာသို့တော့ဓာတ်နဲ့လှီးပြီးတော့အထဲမှာတွေးဆက်တန်ယူနဲ့ခွဲတာမျိုးမဟုတ်ဘဲနဲ့ electronic probe လေးတစ်ချောင်းနဲ့เนาะထည့်ပြီးတော့ နာကျင်မှုဖြစ်စေတဲ့အာယုံကြောကိုတခါတဲ့ ablation လုပ်လိုက်တာအဲ့ဒါကိုဖျက်ဆီးလိုက်တာနဲ့ဒီအနာဝေဒနာသက်သာသွားတဲ့ minimally invasive interventional approach ဆိုတာလည်းတော်တော်များများမှာထွန်းကားနေပြီ။နောက်ဆိုလည်းမြန်မာနိုင်ငံမှာဒါတွေမရောက်လာနိုင်ဘူးလို့ပြောနိုင်ပေါ့။အဲ့တော့ minimal invasive interventional approach နဲ့လည်းပိန်းကိုเนาะ နာကျင်မှုနာတက်တအောင်လုံနိုင်တယ်ဆိုတော့เนาะဤပညာရဲ့ပေါ်လာပါပြီเนาะဥပမာဖြင့် nerve ကို block လုပ်တာတို့ radio frequency ablation လုပ်လိုက်တာတို့ neuromodulation တို့ဒါဤပညာတွေအများကြီးပါเนาะ chronic pain ဆိုတာကအရင်တော့ pain ဆိုတာကယောဂရဲ့လက္ခဏာတစ်ခုပါလို့အတိမတ်ပြတာအစပြီး pain ဆိုတာဝေဒနာတစ်ခုပါလို့သတ်မှတ်လိုက်တယ်။ disease တစ်ခုပဲ pain ဆိုတာ symptom မဟုတ်ဘူး။ နော်ဝေဒနာတစ်ခုပဲဆိုတာလည်းတတ်မှတ်လိုက်ပြီနော်အဲ့တော့ तू ကအရေးကြီးတဲ့စိတ်ပိုင်းဖြစ်တဲ့ကြောင့် तू ကို specialize လုပ်ဖို့လိုတယ်ဆိုတာလည်းပြောလာပြီနောက်ပြီးတော့ pain care မှာ patient နဲ့ family ရဲ့ empowerment သူတို့ရဲ့အကူအညီလိုတယ် patient ကိုယ်တိုင်ကမိမိရဲ့နာကျင်မှုဝေဒနာကိုနီးမှန်လမ်းမှန်နဲ့ကိုယ်ကိုယ်တိုင်ကုစားနိုင်တဲ့ self management program တွေလည်းပေါ်လာပါပြီနော်အဲ့တော့အဲ့ဒါတွေကအကုန်လုံးပြောင်းလဲလာတဲ့အချက်နဲ့တွေပေါ့ နောက် complementary medicine ဆိုတဲ့တစ်ဖက်ကလည်းเนาะ traditional medicine ရရင်ပြောင်းလာတဲ့ complementary medicine ကလည်းပိန်းနဲ့ပတ်သက်လို့ harvard medicine တွေကလည်းအများကြီးတိုးတက်ပြောင်းလဲလာတာကိုတွေ့ရတာပေါ့เนาะကဲနောက်ဆုံးတစ်ခုစိတ်ဝင်စားစရာကောင်းတာကသိပ္ပံနိကြသုတေသနာပြုထားတဲ့အခါမှာဒီ chronic pain တွေအတွက်ယောဂဆိုတဲ့လူတိုင်းသိနေတဲ့ယောဂတိုက်ချိเนาะ massage therapy massage မှာမှာ therapeutic massage therapy ပေါ့ရန်နှိပ်တဲ့ဟာမျိုးမဟုတ်ဘူးเนาะ medically ကျွန်တော်တို့ evidence လောက်ထားတဲ့ massage therapy နှိပ်တဲ့နာရီเนาะ chiropractic ပေါ့เนาะအခုမြန်မာနိုင်ငံမှာတောင်ကြီးဘက်မှာခေစားနေတဲ့ chiropractic လောက်တာတွေ meditation လို့ခေါ်တဲ့เนาะတရားထိုင်ပြီးတော့ဝေဒနာနှုတ်ပတ်တနာလောက်တာတွေ acupuncture လို့ခေါ်တဲ့ medical acupuncture တက်အဆိုင်တာတွေဒါတွေကလည်းအလွန်ခေစားပြီးတော့ အထူးသဖြင့် chronic musculoskeletal pain လို့ခေါ်တဲ့เนาะဒီယောဂတွေနဲ့နာကျင်မှုဝေဒနာတွေကအလွန်ကောင်းမွန်တဲ့သိပ္ပံနိကြအထောက်ထားဆိုတာစာအုပ်ထဲမှာပါပါတခါတည်း consensus ပေါ့ပညာရှင်အားလုံးကတပြင်းညီသဘောတူလက်ခံထားတဲ့เนาะ treatment program တွေမှာကိုပါနေတဲ့အားတွေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဒါတွေကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ ည်သူလူထုကသိထားမယ်ဆိုရင်ကျွန်တော်တို့နာကျင်မှုဝေဒနာခံစားနေရတဲ့အချိန်မျိုးမှာရုပ်တရက်ကြောက်လန့်ပြီးတော့ဝေဝါးနေစရာတဝေနေစရာမလိုတော့ဘူးသူပြောငါပြောတွေကိုလိုက်ပြီးတော့လက်ခံယုံကြည်ပြီးတော့ဗျာများနေစရာမလိုတော့ဘူးမှန်ကန်တဲ့နိလန့်နဲ့ဒါတွေကိုရင်ဆိုင်ကြော်လွားခြင်းအပြင်မလွဲမသွေကျွန်တော်တို့တနေ့နေ့ချင်းချင်းမှာကြုံတွေ့ရမယ့် နာကျင်မှုဝေဒနာခံစားမှုအတွေ့အကောင်းဆုံးတော့ဖြည့်ရှင်းတဲ့နိလန်းနေဖြစ်တယ်ဆိုတော့ဟာကိုကျွန်တော်အနေနဲ့ရဲရဲကြီးပြောရပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့เนาะဈမအေးပညာပီးဘူးဆိုတာဒီမြန်မာနိုင်ငံမှာများများဆဆမရှိပါဘူးပြောမဲ့ဆိုမဲ့လူတွေလည်းနည်းနေသေးပါပဲ ခန်းစားနေရတဲ့သူကတော့တနေ့တစ်ချာပို့ပြီးများလာပါတယ်အဲ့တော့အလင်းတင်တယ်လို့နောက်မှလည်းကျွန်တော်တို့ဒီဟာနဲ့ပတ်သက်လို့တည်စင်တိလိုက်ပေါ်ရသေးတယ်အကုန်လုံးကိုလည်းကျွန်တော်တို့ဝေမျှပေးပါမယ်လုံသားပြည်သူများအနေနဲ့လည်းကိုယ့်ရဲ့လက်လမ်းမီယာမီဒီယာတွေမှာကျွန်တော်တို့ပြောတဲ့ဟာတွေကိုဖတ်ရှုလေ့လာရင်းနဲ့ဝေမျှပေးဖို့တစင်းနဲ့တစင်းလက်ဆင့်ကမ်းပေးဖို့ပြီးရင်တပြည်လုံးမှာရှိတဲ့ရာဇင်မှုဝင်ရာခန်းစားလူတွေ တွေအတွက်ပေါ့လေအာဆီတစ်ခွက်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့နော်အခုဒီနေ့ပြောခဲ့တဲ့ကျမရဲ့ပညာပေးဘူဇူရာအစီအစဉ်ကိုစီစဉ်ဆောင်ရွက်ပေးတဲ့ဇီဖန်ကုမ္ပဏီကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။ရိုက်ကူးပေးတဲ့ဖွဲ့ဝင်တွေလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။စိတ်ဝင်တစားနဲ့နားထောင်မယ်လို့ညွှန်လင့်ထားတဲ့လုံသားပြည်သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြရင်ဒီကောင်းချောက်ပါတယ်ซีฟัม caring for well-being